အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့ YouTube channel နဲ့အားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့စောင့်မျှော်နေကြတဲ့ဒါ Arsenal နဲ့ PSG တို့ရဲ့နော် Champion League semi final ပထမအကြော်ကတော့နော်ရောက်ရှိလို့လာပါတော့မယ်နော်အဖြစ်ဖြစ်နဲ့ပို၍ပို၍နီးကပ်လာပြီပေါ့နော်ဒါဒီနေ့ဆိုရင်ဒါတမင်းကနွေနေ့ကျွန်တော်တို့ဒါအင်္ဂါညဆိုရင်ကျွန်တော်တို့ကြည့်ရမယ်ပေါ့လေနော်ဘော်ဒူးနေ့ တနာကြီးခွဲအချိန်ပေါ့နော်အင်္ဂါညဘက်ပေါ့နော်ဆိုတော့အဲ့ပွဲအကြောင်းလေးကိုကျွန်တော်တို့ကပွဲကြိုသုံးသက်ချက်လေးဒီခါတော့တကယ်အထူးပွဲဆိုတော့စောစောစီစီလေးပြောလိုက်ကြအောင်ဗျာနော်အရင်ဆုံးအနေနဲ့ပြောချင်တာကတော့လုံးဝဟိုအာဆနယ်အတွက်လည်းလုံးဝတမိုင်းဝင်မဲ့ပွဲနော်ပြောရရင်တော့ဟို PSG အတွက်လည်းအတူတူပါပဲနော်သူတို့လည်းတကယ်ချန်ပီယံလိလာမရဘူးလေတဲ့မျက်နှာတက်အစင်းနှစ်တင်းပေါ့လေချန်ပီယံလိဂ်စီမီဖိုင်နယ်မှာတွေ့နေတာပြီးရယ် ခြေစွမ်းအရာလည်းလုံးဝထိတ်ဆုံးရောက်နေကြတဲ့အပင်းတွေနော် PSG ဆိုလည်းလုံးဝတိုက်စစ်ကစားဟန်နဲ့လုံးဝ special mic နေတဲ့အပင်း Arsenal ကကြတော့တိုက်စစ်ခံစစ်မြတ်မြတ်တတ်တတ်နဲ့နော်လူမရှိတဲ့ဂျာတိုက်စစ်မှုမရှိတဲ့ဂျာတွေကနေကိုနော်အာဒီတာရဲ့ဂျန်ညန်ဖန်ကြီးတွေနဲ့ရောနော်ကစားသမားတွေရဲ့ကြိုးစားမှုနေတဲ့ရောပိတ်တက်တွေရဲ့အားပေးမှုတွေနေရပေါ့နော်အဖတ်ဖတ်ကနေနော်ဟိုကောင်းမွန်နေတဲ့အတင်းလို့ပြောလို့ရတယ်ပေါ့လေဆိုတော့ဒီအခါမှာဒါ ချန်ပီယံလိစီမီဖိုင်နယ်မှာသူတို့နှစ်ယောက်နှစ်တင်လာတွေ့နေကြတယ်ပေါ့ဆိုတော့ဟိုအရင်ဆုံးအနေနဲ့ပြောချင်တာကတော့ဒီနှစ်တင်းရဲ့ထိတ်တိုက်တွေ့ဆုံမှုပေါ့နော်ထိတ်တိုက်တွေ့ဆုံမှုမှာတော့အာဆနယ်က PSG ကိုဘယ်တော့မှမရှုံးဘူးတွေဘူးဆိုတော့အဲ့ဒါအပြင်ကိုတို့တို့တာဟိုဥရောပအဓိကပြိုင်ပွဲတွေမှာပေါ့၅ချိန်တွေ့ဆုံထားတဲ့အခါမှာအာဆနယ်က၂ပွဲနိုင်ပြီးတော့၃ပွဲတည်ကြထားတယ် တကယ်ပွဲကြီးတွေမှာလည်းအဲ့လိုရှုံးနေထားခြင်းမရှိဘူးအဲ့လိုမျိုးရှိရဲ့နောက်တော့ဒါဟိုချန်ပီယံလိဟို2016 2019ဘောလုံးရာဒီမှာလည်းကျွန်တော်တွေ့ဘူးတယ်ဆိုတော့အုပ်စုအဆင့်မှာပေါ့အိုင်ရွန်ကတော့အိုင်ရွန်ကကြတော့ဒါနှစ်ကြော်လုံးတည်ရကြထားတယ်ဒါအဝေးကွန်းမှာအစနယ်ကတူတူတည်ရကြပြီးတော့ဒါအင်ကွန်းမှာဝမ်ဝမ်ပြန်ပြီးတည်ရကြထားတယ်အဲအဲ့လိုတွေ့ဆုံမှုတွေရှိတယ်ဒါလောလောဆယ်နောက်ဆုံးတွေ့ဆုံမှုကတော့ကျွန်တော်တို့ဒါဂူပီးခဲ့တဲ့ကျွန်တော်တို့အုပ်စုအဆင့်မှာပေါ့လေနော် အဲ့တော့ဒါ290နဲ့ပေါ့ ACC တက်တောင့်တတနဲ့အနိုင်ယူရယူထားတာမျိုးဖြစ်ပါတယ်ပေါ့နော်ဆိုတော့အာလက်ရှိသူတို့ထိုက်တိုက်တွေ့ဆုံမှုတွေဒါပြောပြီးတဲ့နောက်မှာသူတို့ရဲ့လက်ရှိအနေအထားတွေအရင်ဆုံးကြည့်ကြည့်ရအောင်ဗျာအာဆနယ်ပေါ့အာဆနယ်ကလောလောဆယ်မှာဒါရှီဝဲမက်ထရစ်ကိုဒါမကျော်ပေါင်းရလက်5-1ဆိုတဲ့ဒါအမကန်ရဲ့လက်နဲ့အာအနိုင်ယူပြီးတော့ကျော်ဖြတ်ထားတယ်ပေါ့နော်အမ်ရိတ်အဲ့ရမှာအမ်ရိတ်မှာကိုကြတဲ့တခါတည်း အာပွဲပြီးတလောက်ဖြစ်အောင်ပေါ့လေတတိစီရရလက်နဲ့ရယူထားတယ်ပေါ့ဒီလိုအနေထားမှာဒါအာဆင်နယ်က PSG နဲ့ကြာရင်လည်းဒီလိုမျိုးတွေလာနိုင်မလားပါညာအဲဒါမျိုးတွေရှိတယ်ပေါ့ထားတော့ဒါကကျွန်တော်နောက်ပိုင်းကြာရင်ပြောဆက်ပြီးတော့တုံ့တက်မယ်ပေါ့လေဆိုတော့လက်ရှိအနေထားကအဲ့ဒါမျိုးရှိတယ်ပြီးရင်ကျွန်တော်တို့လောလောဆယ်မှာဒါခရစ်စတယ်ဘဲလေးကိုနော်ပရီးမီးယားလီဂ်မှာတရေကျထားတယ်ဆိုတော့အဲ့ဒါကတခုရှိရတော့အာဆင်နယ်ကအဲ့လိုပရီးမီးယားလိမှာတရေကြတိုင်းဒါချန်ပီယံလိမှာနိုင်တတ်တာမျိုးရှိတယ်ဆိုတော့ဟို ဟိုဒီရဲနဲ့ကျွန်တော်တို့3စီးမနိုင်ခင်တုန်းကလည်းကျွန်တော်တို့ဒါ Everton ကိုတည်ကြခဲ့တယ်နော်အာဘီ3စီးနိုင်တယ်ပြီးရင်ကျွန်တော် Brandford ကိုတည်ထက်ကြတယ်ပြီးရင်ဒီရဲကောမှာ1 2နဲ့ထပ်နိုင်တယ်ဒီလိုမျိုးတွေတော့တာကတွေရှိတယ်ဆိုလိုချင်တာကတော့ဒါကဟို Arsenal ကဟိုပရီးမီးယားလိမရလက်မကောင်းတာနဲ့ Champions League မှာမထိခိုက်သွားဘူးဆိုလိုချင်တာအားတာပါနော်သူက ကောင်းကောင်းပြန်လာနိုင်တယ်အရင်လိုမျိုးမဟုတ်ဘူးအရင်လိုမျိုးတပွဲဟိုပြိုင်ပွဲတစ်ခုမှဆုံးရှုံးသွားတာနဲ့အရင်နောက်ကြရင်ပြန်မလာတော့တာမျိုးပေါ့အဲအဲ့လိုမျိုးတွေမရှိဘူးပြီးရင်နောက်တစ်ခုကကျတော့ဟိုစာကာအဓိကဒီပွဲမှာပေါ့လေစောင့်ကြည့်ခြင်းစရာကစားသမားဖြစ်တဲ့စာကာပေါ့စာကာရဲ့လက်ရှိခြေစွမ်းပေါ့လက်ရှိခြေစွမ်းကလည်းသူစောင်းရမ်းကောင်းနေတယ်ပြောရရင်တော့ဟိုဒဏ်ရာရလာပြီးပြန်ကန်တဲ့ကစားသမားလို့တော့မထင်ရဘဲနဲ့ဒါတော်တော်လေးကောင်းမွန်နေတယ်ပြီးရင်သူ့ရဲ့ ဘူးစီရဲ့ရလက်တွေကလည်းเนาะအချက်လက်တွေကလည်းတော်တော်လေးကောင်းတယ်ချန်ပီယံလိနောက်ဆုံး၅ပွဲမှာအဲ့လိုမျိုးလေးကိုတွန်းပြီးတော့၃လုံးအဆစ်လောက်ထားတယ်ဆိုတော့ဂိုးပေါင်ပတ်တမှုက9ကြိမ်တိရှိတယ်တကယ်ကိုဒီပွဲရဲ့စောင့်ကြည့်ရမယ်ကစားသမားပဲတကယ်ပြောတာကျွန်တော်တို့ကကျွန်တော်တို့အာဆနယ်မှာစာကာရှိရင်ဘာမစုပ်ကိုဖြစ်နိုင်လဲစာကာပါလာတယ်မပါလာနဲ့လုံးဝကိုကွာသွားပြီအဲ့အဲ့လိုမျိုးအနေထားဖြစ်နေပြီစာကာရဲ့ခြေစွမ်းကเนาะပြီးခဲ့တဲ့ဒါရဲနဲ့ပွဲတွေမှာဆိုလဲဒါ ဟိုစာကဟို work class ဟုတ်လားမဟုတ်လားเนาะတန်လျာဖြစ်နေတဲ့အဓိကပွဲတုံးတဲ့သူတွေเนาะဘောလုံးပွဲတုံးတဲ့သူတွေကတော့မှအာအဲ့ပွဲပြီးတာနဲ့စာကလုံးက work class ပဲဆိုတာမျိုးပြောသွားတာမျိုးတွေလည်းရှိတယ်ပေါ့လေဒီမျိုးဒီပွဲမှာစောင့်ကြည့်ခြင်းခြင်းကကစားသမားပေါ့ဒါပေမဲ့အခြားကစားသမားတွေကလည်းရှိပါတယ်အကုန်လုံးကောင်းကြပါတယ်เนาะတစ်တင်းလုံးလို့ဒါတယောက်ချင်းမပြောတော့ပါဘူးနာမည်ကြာသွားမှဆိုဒါပေမဲ့အဲ့ဒီတဲမှာမှအဓိကခြွန်ထွက်နေတဲ့ကစားသမားကတော့ဒါစာကပဲဘူကာယိုစာကပဲဒီလိုမျိုးရှိတယ်ဆိုတော့အာ နောက်တစ်ခုထပ်ပြီးတော့အာဆနယ်ရဲ့လက်ရှိအနေအထားမှာပြောရစီတာဒါယာယာကစားသမားတွေဒါကျွန်တော်တို့ကာလာဖီယိုဗီယိုတို့ဂျာဂျင်ဟိုတို့ကတော့ဒီကြော့မှာပါလာနိုင်ဖို့ရာကမလွယ်သေးဘူးเนาะအဲမျိုးရှိတယ်တခြားရေရှိအေဒါယာယာနဲ့ကစားသမားတွေကတော့ထားလိုက်ပေါ့နောက်တစ်ခုထပ်ရှိရာကပြောရစီဖြစ်တာကျွန်တော်တို့အပွဲပဲကစားသမားပါသေးပဲပထမကြော့မှာမပါနိုင်ဘူးဆိုတော့အခါမှာအဲ့ဒီဟာဘက်ကိုလည်းဟာဘက်ကိုလည်းအာတီတာဘယ်လိုလောက်လာမလဲပေါ့เนาะဘယ်လိုမျိုး သူအကြံဉာဏ်တွေထုတ်ပြီးဘလို့စကေးပြအောင်မလဲဆိုတာလဲစိတ်ဝင်စားဖို့တော့ကောင်းတယ်အရှိမကဘာအကောင်းဆုံးအာကွန်းလဲကစားသမားအဖြတ်ကစားသမားလို့ပြောလို့ရတဲ့ဘာတွေမပါနိုင်တဲ့အထာမှာနော်ဒါဖေးတဲ့ဒီအနေနဲ့ကစိုးရိမ်မှုရှိတယ်ဒါပေမဲ့ဒီပြတယောက်အနေနဲ့ကတော့သူကတော့ဒါလှုပ်ရှားရှိတာသူလှုပ်သွားမှာပဲဖြည့်ရှင်းစရာရှိတာဖြည့်ရှင်းတော့မှာပဲဒီလိုလည်းအချိန်တွေအများကြီးရထားတယ်ပေါ့ဒါလည်းအဲ့လိုအချိန်တွေလေးရှိတယ်ပေါ့လေနည်းနည်းလေးအားရော့သွားနိုင်တာမျိုးလေးတွေရှိတယ်ပေါ့နော် PSG ကကြတော့ဘယ်လိုလဲဆိုတော့သူတို့ကဒါ အင်္ဂလန်အသင်းတွေကိုနော်အနိုင်ယူပြီးမှဒီ semi final ကိုရောက်လာတယ်နော်ဒါ16တင်းမှာကျွန်တော်တို့ Liverpool ကိုဖြုတ်လာတယ်နော်ကွာတာမှာကျတော့ Aston Villa ကိုဖြုတ်လာတယ်ပေါ့နော်ဆိုတော့ဒါမဲ့အဲ့ပွဲတွေမှာသူကဟိုတကြောတည်းနိုင်ပြီးတော့တက်လာတာမျိုးပေါ့လေနော်အဲအဲ့လိုပြောလို့ရတာပေါ့နော်အာ Liverpool ကိုဆိုလဲအင်္ဂုမှာရှုံးခဲ့တယ်အဝေးကမှာပြန်နိုင်ပြီးတော့ penalty နဲ့တက်ခဲ့တယ်ပေါ့နော် Aston Villa ကိုဆိုလဲသူတို့အင်္ဂုမှာတော့နိုင်တယ်ဒါအဝေးကမှာပြန်ရှုံးခဲ့တယ်ဒါမဲ့ဒါသူတို့က ဟိုကွာဟာချန်နယ်ပေါ့နော်တက်ခဲ့တယ်အဲ့လိုမျိုးလေးတော့ရှိတယ်ဗျာအာအာဆနယ်ကတော့အဲ့လိုမျိုးဟိုနှစ်ကြော်လုံးနေအနိုင်ယူပြီးတက်လာတာခြေစွမ်းရအဒီလိုမျိုးတွေပြောရတော့ PSG ကကောင်းတယ်ဆိုရင်တခါလေကြာနည်းနည်းလေးသူတို့ဒါမတည်ငြိမ်ဘူးပေါ့နော်ဟိုချန်ပီယံလိအရင်ကြီးမရင်ကျက်နေသေးတယ်ကလည်းပါမှာပေါ့လေဒီဒီအနေထားမှာဆိုရင်ဒါအာဆနယ်ကပိုပြီးတည်ငြိမ်တယ်လို့တော့ပြောလို့တော့ရတယ်အဲ့အဲ့တစ်ချက်တော့ရှိတယ်ပေါ့နောက်တစ်ခုကသူတို့ဒီလီဂူးမှာအခုနောက်ပိုင်းသူတို့လည်းရလက်စိုးနေတယ်အဲ့လို နန်းတက်နဲ့တို့တို့တရေကြတယ် nice ကိုအခု13နဲ့အဝေးအတူအိမ်ကိုမှရှုံးတယ်ပေါ့အဲဒီလိုမျိုးအနေထားတွေလည်းလောလောဆယ်အနေကဖြစ်နေတယ်နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာကဒါမန်တက်တို့ပါတော့ပေါ့နော်ဒါအဲလိုမျိုးပါစာကောင်ထိနိုင်မလားပါညာပေါ့အဲဒီလိုမျိုးတွေလည်းအရှိတယ်ပေါ့လေအာဆနယ်ကပထမဟိုအုပ်စုအဆင့်မှာတော့ပါပေါ့နော်ဟို ဖိုဖိုဒူးနဲ့အဲ့လိုမျိုးလေကျွန်တော်အိုဒီကမပါဘူးအဲ့ခါမှာဖိုဖိုဒူးနဲ့ဒါဆော့ပြီးတော့ဒါ low block mid block တွေနဲ့ AAC လေးလေးကင်ပြီး AAC လေးဆော့ပြီးတော့ဒါကိုရနိုင်ကြီး 8G နည်းနည်းနဲ့ဟိုကိုဒါသူစီရအောင်သွန်နိုင်ခဲ့တာเนาะအဲ့တော့ဆိုကိုရနိုင်ခြေဒီ 8G က0.26လောက်ပဲရှိရเนาะအဲ့လိုတဝက်တောင်မရှိဘူးเนาะ0.5တောင်မရှိဘူးဆိုလို့ဒါပါအဲ့အဲ့လိုမျိုးနဲ့ဒါပေမဲ့ တခုရှိတာကတော့ဒီလက်ရှိ season final အနေထားကတော့အဲ့တော့လို့တော့အာမလွယ်ကူလောက်တော့လို့တော့ဒါအကြံဉာဏ်ရပြောလို့ရတယ်ပေါ့လေနော်။ဘာလို့ဆိုတော့ဟိုဘက်ကဟိုလုံလူစုံတက်စုံပါလာမှာရဲ့ကျွန်တော်တို့တကယ်ဟိုကွန်လယ်ကနေတည်တည်ငြိမ်ငြိမ်တုံ့ပြန်ပေးနိုင်မဲ့ defensive ကိုပါအကျိုးတက်ရောက်မှုတွေအများကြီးရှိတဲ့ပါသေး မပါနိုင်ဘူးပေါ့လေအဲ့ဒါမျိုးဒါပေမဲ့ဒီနေရာကို rice အစားထိုးလို့တော့ရပါတယ်ဒါပေမဲ့ rice အစားထိုးတာနဲ့ rice နေရာလဲဟာသွားမှာပေါ့ဒီလိုမျိုးတွေတော့ရှိပါတယ်ဒီဘက်မှာစိတ်ဝင်စားစရာကောင်းနေတဲ့ခြေနေတွေကတော့အများကြီးပဲဗျပြီးတော့နေသားနှစ်ယောက်ရဲ့အားပြိုင်မှုတွေလည်းတွေ့ရမှာပေါ့လို့ဆိုဟိုကျွန်တော်တို့အရင်ဒီဟာအရင်တပွဲနှွဲခဲ့ပြီးပြီဆိုတော့လေနော်အုပ်စုအစင်မှာနှွဲခဲ့ပြီးပြီဆိုတော့ဒါအင်းနိဒိကအရင်နေထားတယ်ပေါ့လေအဲ့ဒီအပေါ်မှာအင်းနိဒိကလည်းဒါသင်ငန်းစာတွေယူလာမှလည်းဘယ်လိုကံမလဲပေါ့နော် ါမို့တိုက်စစ်ပဲတိုက်စစ်လုံလားဒါမို့ဟိုလုံးဝပဲအေးစေးစေးလေးအငြိမ်လေးနော်စောင့်ကြည့်ပြီးမှပဲအာဆင်နယ်ကိုတုံ့ပြန်မလားပါနော်ဒီအရန်ကောင်းနေပြီးကြည်တိုက်စစ်နေအာဆင်နယ်နောက်တန်းနဲ့ကအပြိုင်မှုတွေလည်းတွေ့ရဖို့ရှိရဲ့ဗျာဒီနောက်ပိုင်းမှာနည်းနည်းလေးအမားလေးရှိရတယ်ဆလီဘာပေါ့ဆလီဘာဒီဘက်မှာရောဘလိုလိုမျိုးလဲပေါ့နော်စိတ်ဝင်စားစရာတွေကတော့အများကြီးပါပြီးရင်ကျွန်တော်တို့နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာကတော့ဘလိုလဲဆိုတော့ဒါက တုံးအကိုအေးပါလုံးလာတယ်တမိုင်းဝင်တစ်ချိန်ပြီးပြောရတော့ဒီပွဲတွေကတော့တပွဲတော့အချိန်ကြီးကောင်းတာနဲ့ဘောလူပွဲကိုတတ်မှာဗျာနော်ဆိုလိုချင်တာကတော့ကျွန်တော်တို့ဒီချန်ပီယံရဲမထုကိုနိုင်ခဲ့တယ်လို့နော်ဟိုဒီပွဲမှာလည်းအိမ်ပွဲမှာပဲလုံးဝအပြတ်အသတ်နိုင်လိုက်တာနဲ့ကိုဒါအဝေးကွန်းကြားလက်ကိုတိတ်ပြီးလှည့်ကြည့်စရာတိတ်မလို့တော့အောင်ဖြစ်သွားပြီဗျာအဲ့လိုမျိုးအာဆင်နယ်လုံနိုင်မလားဒါမျိုးတွေကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဗျာနောက်ဆုံးချုပ်အနေနဲ့ ပြောရရင်တော့ဒီလိုမျိုးအခြေအနေမျိုးအာဆန်နယ်မဖန်သီးနိုင်စရာအကြောင်းတော့မရှိပါဘူးเนาะလုံးဝဟိုရက်ကြီးကောင်းနေတာလည်းမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ကကန်မှာအမရိတ်ဟိုအမရိတ်ဆိုတာကတိတဲ့အတိုင်းပဲဗျာဒါအခုနောက်ပိုင်းမှာဆော်ရဲကျွတ်ထက်နေတာပြီးရင်အမရိတ်မှာကအာဆန်နယ်ကဒီအရီချန်ပီယံလိမှာလုံးဝရှုံးမွေးမှုမရှိသေးတာအဲ့လိုမျိုးအနေထားတွေမှာဆိုရဲခါမှာကျွန်တော်ကတော့အာဆန်နယ်ကအနည်းဆုံး သုံးလုံးလောက်တော့ဂိုးသွင်းလိုက်မယ်လို့ထင်တယ်။ဆိုတော့အာဆင်နယ်ကဂိုးကလေးရှိရနိုင်မှာမလားဆိုတော့မသိကြဘူး။ PSG တို့အနည်းဆုံးတစ်လုံးလောက်တော့တွန်းသွားနိုင်တယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ဒီလိုပြောတာလည်းဟိုကျွန်တော်တို့ချန်ပီယံလိဆိုတာအိမ်ကွန်းအဝေးကွန်းအရန်ပြရတာဗျ။အဲ့ကြောင့်မလို့အိမ်ကွန်းအရင်ဆုံးကန်ရတဲ့အခါမှာလုံးဝမောင်းတင်ပြီးတော့အပြတ်အသတ်ကိုကန်ထားမှပြောရရင်ဟိုချန်ပီယံလိမှာက ဟိုဒုတိယအကြော့ကိုအဝေးကွန်းမှာသွားကန်ရတာတိတ်မတာဘူးပေါ့ဗျာနော်အိမ်ဒုတိယအကြော့ကိုအိမ်ကွန်းမှာကန်ရတာပုံမိုက်တယ်အဲ့ဒါကတော့ရှင်းရှင်းလုံးဝသိကြဆိုတဲ့ခါမှာကျွန်တော်တို့ကဒီအိမ်ကွန်းမှာကလေးကလုံးဝကိုအပြက်လုံးဝရလက်အပြက်နဲ့ဖြတ်ထားဖို့လိုတယ်ဗျာလိုကိုလိုတယ်ဒါပေမဲ့ကျွန်တော်တို့ကရေးဖတ်မှာရေးမထုတ်ကိုတော့ဒီလိုမျိုးလောက်ထားတာဆိုတော့မလုံးပြနိုင်ကြအကြောင်းတော့လုံးဝမရှိဘူးကျွန်တော်တို့အဲ့လိုမျိုးယုံကြည်တယ်ဟာသိမပါအောင်ဆိုလို့လည်းကျွန်တော်တို့စောစောကပြောလို့မျိုးတာ ။ဒါပေမဲ့အစားထိုးနိုင်တယ်မိုင်းနိုတို့ကောင်းတယ်အော်ဆော့ဆက်ဆိုလည်းကောင်းနေရဆိုတော့နော်အဲ့လိုမျိုးတွေ300လူတွေရှိသေးတယ်ပြီးရင်အဓိကကတော့ဗျာစိတ်သက်ပဲစိတ်သက်ယုံကြည်မှုပြင်ကြောတည်ငြိမ်မှုဒီဘွဲမှာအဲ့ဒါပဲကျွန်တော်အရင်ဆုံးအနေနဲ့ကိုယ့်ကိုယုံကြည်မှုရှိရမယ်တည်ငြိမ်ငြိမ်ကစားနိုင်ရမယ်အဲ့ဒါအဲ့ဒါလို့ဆိုတာနဲ့ကြံတဲ့အရာတွေဂိုးတွေပါလေအကောင်နောက်ကနေလိုက်လာမယ်လို့မျောလင်းမိကျွန်တော်ကဒီပွဲမှာကြီးရဲနဲ့ကန်နဲ့တုံးကလိုပဲ 3C ရလက်လောင်နဲ့သွားလိမ့်အောင်မယ်လို့ပဲမြင်မိတယ်ဒါမှမဟုတ်အလွန်ဆုံးဒါသတိစည်းမှုရအောင်သတိဝမ်းတော့သွားလိမ့်မယ်လို့ချင်တယ်ကျေးဇူးပါပဲเนาะစင်ပြင် like and subscribe နဲ့လည်းအားပေးကြပါအောင်เนาะကျွန်တော်တို့ဒါအင်္ဂါညမှာတွေ့ကြပါပဲဗျာအားလုံး